ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲမနေ့ကပေါ့မနေ့ကကျွန်တော်တို့ဘယ်နေရာလောက်သွားကြမလဲဆိုလို့ရှိရင် um တို့ကာကင်းစခန်းကိုတက်က drone နဲ့ special တွေ့ထဲပါတယ်ကျွန်တော်မျက်စိရှိမှာပါပဲအဲ့ဒါလေးအားလုံးကျွန်တော်စီမှာကျွန်တော်ကြည့်ရပါတယ်မြင်နေမြင်ပါတယ်နော်တော်တော်လေးတို့ဘက်ကတို့တို့ဘက်တော်တော်လေးကြာပါတယ်နော်စုပ်ပြတ်တတ်နေအောင်ကြာတာပါ ဲ့တော့မော်မင်းလာကာကင်းစခန်းကိုပြန်တိုက်ပါလားနော်ဒီ drone နေနဲ့ပြဆော်တာဟိုကစစ်တပ်ကနီးပညာနီးပညာနေရနည်းနည်းပဲအသုံးပြတာကြီးများတယ်အဲ့မင်းလာကာကင်းစခန်းကိုတိုက်တာဆိုလို့ရှိရင်ဟိုချိုးတို့တို့နေရဆက်သွေးမြောင်းနေပါတယ်ထမနေတာဒါခါလေးပြောစိတ်လေးချအောင်မှာပတ်ပြေးနေတယ်ဆရာတက်ကလည်းဆော်တကယ်ဆော်တာတကယ်ဆော်တာနော်ဟုတ်ပြီအဲ့တော့ဒါကနံပါတ်1ချက်ပေါ့ဗျာနော်ဟုတ်ပြီနောက်ထပ် အဲစီရေးအဖြစ်အရန်ကိုအရေးကြီးတဲ့နေရာလေးတခုကျွန်တော်ပြောချင်တယ်မြတ်အဲ့ဒါကညောင်ကျိုးညောင်ကျိုးသတိထားမှာနော်ညောင်ကျိုးကြော်လာလို့ရှိရင်အောက်မှာ ကပ္ပစာစေယုံကြီးရှိတယ်အကပ္ပစာစေယုံကြီးရှိတဲ့အတွက်ကြောင့်မလို့ညောင်ကျိုးကလုံးဝကြားလို့မရအောင်အဲ့တော့ညောင်ကျိုးကိုလာမယ်ဟဲ့ဆိုအရှိမကြော်ရမှာကပကံခွဲရွာကိုကြော်ရမယ်နော်ပကံခွဲရွာညောင်ကျိုးအဲပြီးတော့လို့ရှိရင်ပြီးရင်ညောင်ကျိုးကအဲ့လုံးဝကြားလို့မရတဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့မနေ့ကအထိကစစ် တို့ကအဲ့မှာကလေတော်တော်လေးတို့ဘက်ကလည်းမဟာဗျူဟာကြာရင်ဆိုင်နေပြီကိုယ့်ဘက်ကလည်းမဟာဗျူဟာကြာရင်ဆိုင်မှုတော့မတွေ့တာမတွေ့ရသေးဘူးအဲ့တို့ဘက်ကမနေ့ကဆိုလို့ရှိရင် AA တွေပေါ့နော် AA တွေရောအဲ့ဒီတို့သဘုံနေဟိုအယောက်20လောက်တို့ဘက်ကကြာသွားတယ်လို့ကျွန်တော်ကြာသိရတာနော်အမနက်တို့၈နာရီလောက်ကဝင်တိုက်တယ်ပြီးတော့တက်ကလိုက်ရှင်းတယ်မနေ့ကဒီ22ရက်နေ့ဒီဒီနေ့ကျတော့ပုံစံကချက်ချင်းနဲ့ငင်းပြန်ပြီးတော့စီရီကဘာမှပြောလို့မရအောင်နော်ဒီနေ့ညောင်ကျိုးနဲ့တမိုင်လောက်အကွာမှာရှိတဲ့ နတ်စင်ကုန်းကာကင်းစခန်းကိုဝင်တိုက်သွားတယ်။ဝင်တိုက်တဲ့အခါမှာအဝင်ခန်းမှာဆိုရှင်နတ်စင်ကုန်းကာကင်းစခန်းကြာပါတယ်။နော်ကြာသွားပါတယ်။အဲ့နတ်စင်ကုန်းကာကင်းစခန်းကဘာကြောင့်လဲဆိုလို့ရှင်အဲ့ဒီမှာကတစ်ပင်အရန်ထူထပ်ပါတယ်။တစ်ပင်နော်ဟိုခြုံရထူအရောက်ထူထပ်တော့ကြောင့်မလို့လေပြစ်ကူကနံပါတ်၁ချက်မထိရဘူး။ပြောစစ်သေးကြသဘုံတွေကိုကြိုတင်ပြီးတော့မမြင်နိုင်ဘူးမမြင်နိုင်တဲ့တော့ကြသဘုံတွေကအနီးကပ်မှတွေ့ရတဲ့အတွက်ကြောင့်မို့လို့အဲစစ်ရဲတိုက်ခိုက်ရေးမှာနည်းနည်းလေးပေါ့ဟို ခက်ခဲတာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ကြောင့်မို့ခင်ဗျားတို့ကျွန်တော်တို့မတွေ့ရပါလဲဆိုတော့လေကျွန်တော်တို့ကကြရင်ကြတယ်မကြရင်မကြဘူးရိုးရိုးသားသားပဲကျွန်တော်တို့ဝန်ခံတယ်နော်အဲ့တော့ခင်ဗျားတို့အနေနဲ့ဘယ်လိုမျိုးခံစားကျွန်တော်ဘယ်လိုခံစားခင်ဗျားတို့အုံနောက်တွေကိုကျွန်တော်မသိတော့ဘူးအဲကျွန်တော်တို့ကအမှန်တရားပဲပြောတယ်နော်အခုသမှန်တရားပေါ့ဗျာနော်အဲညောင်ကျိုးနာကဒီနတ်စင်ကောင်းစခန်းကိုဘကပြောမှဆိုနောက်ဆုတ်ပေးလိုက်ရတယ်ပေါ့နောက်ဆုတ်ပေးလိုက်ရတာဒါကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး နတ်စင်ကိုနောက်ဆုတ်ပေးလိုက်ဖြစ်ညောင်ကျိုးလုံးဝမလဲပါဘူးညောင်ကျိုးကြလို့ရှိရင်တော့ကျွန်တော်ကပ္ပစကြီးတွေဒုက္ခရောက်သွားနိုင်ပါတယ်အဲ့တော့အင်အားအားဖြင့်အီအီရောပဲဒီဒေတာခံပေါ့နော်ဒီချင်းလန်းပါတယ်အဲသူတို့ပေါ့စုပေါင်းအဖွဲ့တွေကမရှိဘူးဆိုလို့ရှိရင်အင်အား၄တောင်လောက်ရှိတယ်ကျွန်တော်ကြားသိရတယ်ပေါ့နော်အဲ့တော့တစ်ဖွဲ့ကလာတယ်တစ်ဖွဲ့ကတိုက်တယ်တစ်ဖွဲ့ကလာတယ်တစ်ဖွဲ့ကတိုက်ဆိုပြီးတော့အလဲလဲလုပ်ပြီးတိုက်နေတယ်သူတို့လည်းမဟာပြူကကြကြသူတို့တိုက်နေအောင်ကျွန်တော်တို့သွားတွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့ကိုယ့်ဘက်ကတော့ဒီနေ့ နောက်ဆုတ်ပေးလိုက်ရတယ်။ညောင်ကျိုးကြလို့လုံးဝမရပါဘူးဗျာနော်။အဲ့တော့လေချောင်းပြစ်ကိုထိရောက်မှုမရှိရလဲဟုတ်တယ်နော်အဲ့ဟောဘယ်လိုခေါ်မလဲဆိုရှင်ခြုံရွယ်တွေအရန်ကိုထူထပ်ပါတယ်နော်အထူးတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးသတိထားရမယ့်အခြေအနေတွေရှိရအဲ့တော့ဟုတ်ပြီနောက်ထပ်ကျွန်တော်နေပါပြောရမယ်ဆိုရင် အဲအဲ့ဒီနေရာမှာပေါ့ဗျာနော်ဟိုတက်ကဘာလို့အောင်ဆိုရင်တော့မဟာဗျူဟာကြကြရင်ဆိုင်ဖို့လိုတယ်မဟာဗျူဟာကြကြလက်နက်ကိုလက်နက်တွေသုံးဖို့လိုတယ်လို့ကျွန်တော်တို့ကျွန်တော်တို့အာနားလေထားတယ်ပေါ့နောက်တစ်ခုကအဲ့မှာတိုက်နေတာတော့သွားတိုက်တာကချင်းလင်းချင်းမြန်တက်တယ်ရှိတယ်နော်ချင်းလင်းချင်းမြန်တက်နေကျွန်တော်တို့ဒီကပ္ပစာကဒီလက်ယုံတက်တယ်ပေါ့ကပ္ပစာကလက်ယုံတက်တယ်တွဲပြီးတော့အဲ့မှာသွားပြီးတော့တိုက်ခိုင်းတာဟုတ်တိုက်ခိုင်းတဲ့ခါကျတော့ချင်းလင်းချင်းမြန်တွေကတို့ကတိုက်လေးတိုက်စားရှိနေတယ် တတိလည်းကောင်းပါလားเนาะတတိလည်းကောင်းတယ်အကုန်လုံးကိုခံတိုက်တယ်ဒါပေမဲ့တော့ကပ္ပစကစစ်တီအကုန်လုံးတော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်အဲတော်တော်များများကเนาะတော်တော်များများကဘေထိဟေဆိုလို့ရှိရင်ထွက်ပြေးပုံနဲ့ချာအကြောင်းမလို့ကပ္ပစစစ်တီလေစစ်သားစိတ်ငွေပါเนาะအဲ့ဒါကိုကျွန်တော်ကမယုံဘူးလို့ဒီအသာနေနေချင်းနေเนาะအမှန်အတော့အကြောင်းမလို့ကပ္ပစကဒီ လယုံလယုံတက်တွေနဲ့တွဲပေးနေရဟာဆိုရင်မဟုတ်သေးဘူးလို့တော့ထင်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့ကပ္ပစကအခုဘေးထိဆိုရှင်ပြေးပြေးထိဆိုပြေးကုန်တာပြေးကုန်တဲ့အတွက်ကြောင့်မလို့အခုကိုမင်းလင်းပြောရည်ဒီနတ်စင်ကုန်းစကန်ကြတာလို့လည်းပြောလို့ရတယ်နော်။အဲ့တော့ကိုဘကလည်းမလို့မဆိုရင်ဒီဟာကြကြဒီကိစ္စကိုအကင်တွဲမှညောင်ကျိုးလုံးဝကြလို့မရပါဘူးနော်။ညောင်ကျိုးကြရင်ကျွန်တော်တက်မလို့အတွက်အရန်ကိုထိခိုက်သွားနိုင်တယ်အဲ့တော့ညောင်ကျိုးမကြဘူးဆိုတော့ဘာလို့မှဆိုအဲ့မှာနှိမ့်ဆုံး W ဟာလောက်နဲ့ တပြိုအောင်လောက်နဲ့ကျွန်တော်တို့စစ်ကြောင်းထိုးมาရမယ်လို့တော့သုံးသက်တယ်စစ်ကြောင်းထိုးတဲ့အပြင်ကိုအခုအဲလက်နက်ကြီးပေါ့လက်နက်ကြီးတွေဒါညမဟာပြူဟာမကြပါဘူးပြူဟာမြင်နေမမြောက်ပါဘူးတစ်ဖက်ကပြူဟာကြက်ကြမဟာပြူဟာကြက်ကြကိုကိုဒုက္ခပေးနေချိန်မှာကိုကအခုချိန်ထိဒီပေါ်တက်မလို့ဘက်ကရင်ဆိုင်နေတဲ့ပုံစံကတာမန်တိုက်ပွဲတစ်ခုလိုရင်ဆိုင်နေတာဖြစ်တယ်ဘလို့ရင်ဆိုင်လဲဆိုလို့ရှိရင်အဲလက်နက်ကြီးပြူဟာမတုံးသေးဘူးဘလို့ဘလောက်တုံးလဲဆိုကျွန်တော်မပြောချင်ဘူးနော် သိပါတော့လဲကျွန်တော်မပြောချင်ဘူးဘလောက်ဘလောက်တုံးလဲဆိုတော့ခင်ဗျားတို့ကျွန်တော်ဒီလောက်ပြောရင်ခင်ဗျားတို့သိတယ်လို့ထင်တယ်ညောင်ကျိုးမှာပါထားတာလေဘယ်နေရာမှာပါထားဆိုခင်ဗျားတို့သိတယ်အဲ့တော့မဟာပြူရကြကြပူပြီးသုံးဖို့တော့လိုအပ်တယ်အခုလက်ရှိလက်နက်ကြီးအင်အားလောင်းနေတာမလွယ်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမှာကတောတောင်ထူထပ်တယ်နော်ခြုံတွေပိတ်ပေါင်းနေထူထပ်တဲ့အတွက်ကြောင့်မို့လို့ကြကြအာမဟာပြူရကြကြလို့ဖို့လိုတယ်အဲ့တော့စစ်ကြောင်းထိုးဖို့ပုံစံဆိုရှင်ပေါ့နော် ညောင်ကျိုးပကံခွဲကတကြောင်ထိုးတင်တယ်လို့ကျွန်တော်တို့ကတော့ကြားသည့်သုံးသပ်ရတာပါဗျာနော်အဲ့တော့မသုံးခေါင်ပြားနဲ့အာတဖွဲ့ပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ညောင်ကျိုးအခလေကနေပြီးတော့တဖွဲ့ပေါ့အဲ့လိုမျိုးဟိုစကြောင်ထိုးလိုက်မှရမှာဘာကြောင့်လဲဆိုတော့အဲ့ဒီမှာကသူတို့တွေကပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီစီရေးမှာတော့တတော်ကြီးကိုအဲကူးစားရမယ်ကြားလို့မရပါဘူးเนาะညောင်ကျိုးကြားလို့မရတဲ့အတိုင်းအတာတွေရှိတယ် အမ်ပြောမယ်ဆိုရင်တော့ဗျာနော်မဟာဗျူဟာကြားတဲ့လက်နဲ့မသုံးသေးရတော့ကိုတက်စစ်တီရခံနေရမှာဖြစ်တယ်နောက်တစ်ခုကတော့ရိတ်ခါနဲ့ရိတ်ခါနဲ့ခဲရင်ကလည်းအရန်ကိုအရေးကြီးတယ်နော်ရိတ်ခါနဲ့ခဲရင်ကလည်းအဲ့မှာလည်းတိုက်နေရအတွက်ကြောင့်မလို့အရေးကြီးသလိုကျန်တဲ့နေရာကျွန်တော်ထပ်ပြောပါအောင်မယ်ရိတ်ခါခဲရင်နဲ့ပတ်သက်တစ်ဆက်တည်းပြောပါမယ်ကျွန်တော်တစ်ဆက်တည်းပြောပါမယ်နော်အဲ့တော့ဟုတ်ပါတယ်နော်ဗါတဲ့တယ်ရေးတာတက်ချုပ်မပြောင်းရင်နဲ့တက်မလို့ကြာရှုံးနေမယ်ကိုမောင်းနဲ့အောက်ချင်မှာတဲ့ခေါင်းပေါင်းကြောက်တိုက်ခိုက်လို့စိတ်မရှိကြတော့ဘူးနော် ဲ့တော့ဟုတ်တယ်အဲ့တော့ကတက်ချုပ်နေတယ်လဲစဉ်းစားသင့်ပြီဗျာနော်ကိုယ့်စစ်သားတွေကိုဘယ်လိုမျိုး motivation ပေးမလဲခေါင်းဆောင်တယောက်ရဲ့အရေးချင်းမှာ inspiration ဆိုတာပါ inspirational ဆိုတာလေ inspire လို့တော့ inspirational ကိုကိုကကိုရဲ့ပုံစံကိုရဲ့ပြောဆိုမှုတွေအားလုံးက inspire လုပ်နိုင်တယ်အဲ့လို inspire လုပ်နိုင်မှကောင်းတယ်ဟုတ်ကကိုကကိုလောက်နေတာကိုကိုကြည့်လိုက်တော့ ကိုကလည်းစစ်ပုံမှာပေါက်လို့ရှိရယ်ဘယ်လိုနည်းနဲ့မှအားကိုးချင်စရာဖြစ်အောင်နေစမ်းပါနော်ပြောရရင်စစ်မိတ်လေးစစ်တန်လေးနဲ့ပြောပါနော်စစ်မိတ်စစ်တန်ပြည့်ပြည့်သားပြောစမ်းပါအဲ့တော့နိုင်ငံရေးသမားရောင်ရောင်ဝင်ကြီးချုပ်ရောင်သမရရောင်ရောင်ပါတီခေါင်းဆောင်ရောင်ရောင်စကားပြောနေမယ်ဟေ့ဆိုလို့ရှိရင်တော့ဘယ်သူကများဘယ်စစ်သားများဟိုစစ်စိတ်စစ်မှန်ဝင်လာအောင်လဲလေနော်ဟုတ်လားအဲ့တော့စစ်စိတ်စစ်မှန်ဝင်လာအောင်လို့ကိုက အခုချင်းစရာကြီးဖြောင်းနေစမ်းပါဗျာနော်အဲ့တော့ဒါကအခုညောင်ကျိုးနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေပေါ့ပြီးခဲ့တဲ့နှစ်ရက်လောက်ထိဟာနော်ပြီးခဲ့တဲ့ကျွန်တော်မနေ့ရက်ထိဟာစည်ရေးချင်းနေကောင်းပါလေနော်ဟိုလိုက်တော်ရှင်းရလားအခုကဒီကောင်တည်းကလဲတယ်ဗျသိလားလဲတယ်ဆိုတော့ဟိုဘလိုကပကံကြွေးရောက်ခွာချော်လာပြီးတော့ညောင်ကျိုးရဲ့ဒီတမိုင်လောက်မှာဝေးနေတဲ့ကာကင်းကောင်းကိုဝင်တိုက်တာအဲ့တော့သူတို့ကလည်းဒီအဖက်ချမ်းမှာ နေမြတော်တော်ကျွမ်းတယ်နေမြကျွမ်းတဲ့တော့ကြောင့်ကိုဘကလည်းမဟာပြူကကြကြချင်းဆိုင်ဖို့လိုပြီဆိုတော့မမေ့စေချင်ဘူးပါဗျာနိုင်ငံတက်မလို့ကလုံမဲ့ဆိုလုံလို့ရတာအများကြီးပဲယုံကြည်ပါလေပါလေလေဦးမင်းအွန်လိုင်းကပျော်ညံ့နေလို့ဟာလားဟာလားအဲ့တော့ရောက်ဆဲလာဆဲလာဝင်နော်ကောင်းမွန်တော့ပြောကြအောင်တချို့ပြောင်းစရာမလိုဘူးတဲ့စစ်တိုက်တဲ့ view ဟာပြောင်းဖို့လိုတာနော် တချို့ကောင်းတယ်အောင်လို့ဒါလည်းမှန်ပါလားဟုတ်ပြီဒါကအဲလက်ရှိအာဒီပကိုးနဲ့နော်ပကိုးနဲ့အရာတွေအဆက်နဲ့ဂျာကစည်းအခြေအနေကိုကျွန်တော်ပြောပြပြီးကြာလို့လုံးဝမရဘူးဆိုတော့သိဖို့လိုတယ်နော်ကိုဘကကြာသွားပြီကြာသွားပြီဆိုတော့အခုဘယ်လိုလုပ်မလဲကာဆတ်ထဘူးကိုမေးရမှာဗျတချို့ကြီးဂျိုင်းရဲမဟုတ်ဘူးအဲ့အထက်မှာကာဆတ်ထဘူးကရှိသေးတာနော်ကာဆတ်ထဘူးရဲ့အထက်မှာ အဲကျွန်တော်ပါရှိမယ်ကစားထားမှုရဲ့အထက်မှာဆိုလို့ရှိရင်ညစ်ကိုရှိမှာပါဗျာနော်ညစ်ကိုကြည့်ရတော့မလုပ်မလဲအဲမေးရမယ်ညစ်ကိုရဲ့အထက်မှာမှကျွန်တော်တို့နံပါတ်1တို့နံပါတ်2တို့ရှိတာဟုတ်နော်အဲ့တော့နံပါတ်1နံပါတ်2နံပါတ်3အဲ့လိုရှိနေတာအဲ့တော့သူတို့မလုပ်ကြမလဲကိုညောင်ကျူကတော့မျက်ခုံးလှုပ်နေပြီစစ်တပ်ကဘာပလန်နဲ့ရှိလဲအခုလိုမျိုးမဟာဗျူဟာကြကြမရင်ဆိုင်ရင်တော့မရဘူးနော် လုံးဝမရပါဘူးအဲ့တော့စစ်ကြောင်းထိုးရင်လည်း စပယ်ရှယ်ထိုးမှရပါလိမ့်မယ်တခြားနေရာကင်လို့ပျော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 ့လေးကင်လို့မရဘူးအဲ့ဒီကျွန်တော်တို့ညောင်ကျိုးအောက်ကိုဆင်းလိုက်မယ်ဟေးတောင်အောက်ကိုဆင်းလိုက်မယ်ဟေးဆိုလို့ရှိရင်တော့ခင်ဗျားတို့တနိုင်ငံလုံးမှာလက်ပတ်သုံးနေတဲ့ကြည်တွေကိုထုတ်နေတဲ့ကပ္ပစာကြီးစက်ရုံကြီးတွေကြွေသွားနိုင်တယ်နော်ဒါမဲ့လည်းကျွန်တော်တို့အာစစ်တပ်မှာ plan A plan B ရှိမှာပါကျွန်တော်ကြားသိရတော့ဆိုမျော်လင့်မှာကြားသိရတော့မဟုတ်မျော်လင့်နေပေါ့ကပ္ပစာဆက်ယုံလိုရလို့ရှိရင်ခင်ဗျားတို့ဒီထက်လုံခြုံတဲ့နေရာကိုရွှေ့လိုက်ပါဒီကပ္ပစာဆက်ယုံကနော်ဟို ပြောင်းလို့ပြောင်းလို့လွယ်ပါတယ်နော်ချွတ်နေရလေးပြောင်းပြောင်းပြောင်းတဲ့နဲ့ပြောင်းထားစေစီပါလေနော်ကိုမမောင်ရေးတဲ့အောက်ခြေကဘုံမူးကြီးတွေကတော့တက်ချုပ်ကိုမယုံတော့ဘူးတဲ့อืมဒီလောက်ကိုအဲ့တော့ဟုတ်ပြီအဲဒါကအမ်ကျွန်တော်တို့ဒီဘိုးဆက်ပါဗျာနော်အဲနောက်ထပ်ကျွန်တော်တို့ထပ်ပြောမှာဆိုရင်စေရေးချင်နေနော်ခင်ဗျားတို့ သတိကြည့်ရမယ့်နေရာတွေเนาะ AR ဇက် AR အဆက်မှာတော့အကိုဘာနဲ့ကိုကိုဘက်ကကိုဟာနဲ့ကို ဖြစ်ချင်တိုင်းဖြစ်နေရဆိုတော့သိရမှာကိုဘက်ကကိုဟာနဲ့ကိုဖြစ်ချင်တိုင်းဖြစ်နေတယ်နံပါတ်၁ချက်ကခယံလုံလောက်မပေးခြင်းခယံလုံလောက်မပေးတဲ့ခါကျတော့ခုဆိုရင်တချို့စကန်တွေဆုတ်လာတယ်တချို့စကန်တွေဆုတ်လာတာဘာကြောင့်လဲဆိုတော့ခယံမပေးလို့ဆုတ်လာတာ တဘုံကနိုင်သွားလို့ဒီစီတကြတဘုံတွေကနိုင်သွားလို့မဟုတ်ကိုယ့်ဘက်ကခဲရမပေးလို့ဆုတ်လာတာရှိရဲအဲ့ဒါကနံပါတ်၁ချက်နံပါတ်၂ချက်ကတော့ရိတ်ခါပဲဗျာနော်ရိတ်ခါကလည်းစစ်တီတွေမှာနံပါတ်၁သူတို့မပြည့်စုံဘူးအရာဝီဆက်မှာဗျာမင်းတို့မကျွေးနိုင်ဘူးပြောစမ်းပါနော်သူတို့နောက်မှာသူတို့မိသားစုတွေရအောင်ပို့ပို့ပေးမဲ့အခြေအနေရှိတယ်အပို့ပေးတဲ့ဟာကြတော့ပို့ပေးတဲ့ဟာကြတော့လည်းကျွန်တော် view ဟာနေပြီးတော့ဖြတ်ပြီးစားတာရှိတယ်ကြာကြာတည်ရတယ်ဒါလည်းမကောင်းဘူး အခုဘယ်လောက်ထိရှင်းတာဖို့ကောင်းတယ်လဲဆိုရင်စစ်တီတူဦးပေါ့ဗျာနော်ဘယ်လောက်ထိကျွန်တော်တော့နံပါတ်တော့ကျွန်တော်လည်းပြောနိုင်ပါဘူးမင်းတို့စုပ်ငါတယောက်တည်းခံပြမှာဆိုတယောက်တည်းခံပြပြီးကြံခဲ့တာအဲ့စစ်တီတက်ချက်ကြီးကတော့ကြာသွားပြီလို့ကြာတည်ရတယ်သူတယောက်တည်းကြံမင်းတို့စုပ်တော့ဆိုပြီးစုပ်စုပ်အားလုံးစုပ်ခိုင်းပြီးသူတယောက်တည်းခံပြခဲ့တယ်စစ်တပ်မှာတကယ်စစ်သားကောင်းနေဗျာတကယ်ကိုအဲ့အဲ့ဒီတတိမျိုးဟာဝေလို့မရဘူးရှာလို့မရဘူးကြင့်ယူရတယ်နော်ပင်ကိုမူရင်းစိတ်ဓာတ်တွေဖြစ်တယ် တော့စကန်းအဆုတ်လာတယ်သူတယောက်လည်းခံပြပြီးကြံခဲ့တယ်ကြာသွားပြီပေါ့ဗျာအခုအားလုံးကတော့ဆုတ်လာကြပြီဆုတ်လိုက်ဆိုတော့အခုအဲနောက်တစ်ခုကပါလဲဆိုတော့စေးဝါးတွေကိုလည်းလက်ယုံတက်ဆိုတဲ့သူတွေတော်တော်လေးကိုကြောက်တက်ကြတယ်တော်တော်ဆိုးပါတယ်လက်ယုံတက်အဲနောက်တန်းရှိနေနောက်ကိုပြန်ကျင်နေတယ်ဗျာခါကျနောက်တန်းမရှိဘူးဆိုတော့နောက်တန်းမရှိနေဆိုရင်နောက်ကိုပြန်ကျင်တဲ့စိတ်ပဲဘာနဲ့လားတဲ့တူလဲဆိုတော့ကျွန်တော်တို့အဲခြိတိုင်းကိုလွမ်းနေပေါ့ဗျာခြိတိုင်းကိုလွမ်းနေနွားများလို့ပြောဖြစ်တယ်ဟုတ်လား စကြက်ကိုပြန်လွန်ရနေတော့အများလို့ဖြစ်တယ်။ဟောနောက်တန်းပြန်မယ်နောက်တန်းပြန်မယ်ဆိုတာကြီးပဲ။အနောက်တန်းဆိုတော့အဲ့တော့တစ်ဖက်ကတပုံမှာနောက်တန်းဆိုတာမရှိဘူး။ဒီအခုတိုက်နေတဲ့တပုံမှာစေတူရ PDF ကနေအစာရခိုင် AA နော်။ရခိုင် AA အစုံအကုန်လုံးကနောက်တန်းဆိုတော့ပြီသူတို့အကုန်လုံးနေရာတိုင်းအရှိတယ်မှာ။နေရာတိုင်းရှင်းစစ်နေပြင်မယ်။အခုကျွန်တော်တက်ပုံမှာပါလဲဆိုတော့အနောက်တန်းမှာကြတော့တတ်တာရရဆိုတော့နောက်တန်းပဲပြန်ကျင်တာဖြစ်နေတယ်။အဲ့တော့ကဘာစာလေယုံတက်သမားတွေကနောက်တန်းပဲပြန်မယ်နောက်တန်းပဲပြန်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ အဲ့တော့ဘိုးဘူးလေးကြည့်လိုက်လို့ရှိရင်ပေထီးရေဆိုလို့ရှိရင်ပြေးကျင်တဲ့သူကများနေတယ်အဲ့တော့နောက်တန်းပြန်ကျင်တာပြန်ကျင်အနောက်ကိုပဲလောရနေတခါကျလည်းမင်းတို့အနောက်ကဆစ်ဖြစ်လိုက်လို့ရှိရင်ဘယ်မှာပြန်မလဲဆိုတဲ့စကားကြအဲ့ကိုရက်တဘုံအဲဒီစေတရတဘုံတွေဘွားရောက်သွားမှတဲ့ဟာသူရက်ပြန်ပြန်ဖြစ်ငါလည်းပြန်ပြန်ဖြစ်စိတ်တန်တဲ့တိုင်မှာအတိုင်းမှာရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေအဲ့တော့အဲ့တော့တချို့ဒီအနေနဲ့ခဏတော့နောက်တန်းမှာလည်းဟုတ်တာဟုတ်လဲဟုတ်တာပဲနော် ါမဲ့ခင်ဗျားတို့အနောက်တန်းမရှိဘူးဆိုတော့စစ်သားတွေဘယ်လိုအစ်စ်တီတွေဘယ်လိုလဲနောက်နောက်တန်းအောင်ပြန်ဆုတ်လို့မရဘူးဆုတ်လာလို့ရှိရင်တော့ဟိုစစ်မြေတွေဥပဒေအရတည်တန်းဆိုတော့တည်တန်းတွေပေးထားတော့ရှိတယ်ကျွန်တော်ဒါလည်းကျွန်တော်နားလေထားတယ်သူ့ဘာတော့လည်းပဲဒီအကြောင်းပြပါဗျာတည်တန်းရှိတယ်ဟိုထုချီတော့တောင်းပေါ့နော်ကြည့်ပြီဟောကျွန်တော်ဒါကြောက်ဒါကြောက်ဆုတ်အောင်ဒါကြောက်ဒါကြောက်ဒီအကြောင်းကိုပဲရှာပြီးဆုတ်ချင်နေတာဖြစ်နေတယ်အခုမြေပြင်တက်မှုတွေတော်တော်များများနော်စစ်တိုက်ချင်တဲ့သူဟာဟာတော်တော်လေးအံ့ဩဖို့ကောင်းတယ်တလား ကျွန်တော်ည20လောက်ပေါ့ဗျာနော်ကျွန်တော်ဒီ88 88နောက်ပိုင်းဒီစစ်တိုက်ရှင်စိတ်တွေရှိကြတယ်2000ခုနဲ့နောက်ပိုင်းလောက်ကနေစပြီးတော့နော်ဝင်လာတဲ့စစ်တီတွေတော်တော်များကြီးရတာစစ်တပ်တဲကိုနိုင်ငံကိုချစ်လို့ဝင်လာရဆိုရှင်တွင်ကောင်းလို့ဝင်လာတဲ့သူတွေများနေတယ်အဲ့ဒါလည်းဟုတ်တယ်ဗျာဒီဟာအဲ့တော့အခုတကယ်ကြီးဗေထီးဟဲ့ဆိုတဲ့ခါကျတော့စစ်တိုက်ရှင်တဲ့သူကတော်တော်လေးကိုနဲတယ်စစ်တိုက်ရှင်တဲ့စိတ်ကမရှိဘူးအနောက်တန်းပြန်မယ်ဆိုတာကြီးပဲမင်းတို့အနောက်တန်းမရှိဘူးကွာဆိုတော့မှသာအာသူတွေကိုယ်တိုက်မယ် ခြေခြေယောက်ျားတွေပဲနော်တပုံလည်းဘာမှပို့မပါလာဘူးကိုထက်သူ့မှာလည်းခြေနှစ်ဖက်လက်နှစ်ဖက် तू ကကိုတော့တော့မပြည့်ပြည့်စုံမှာမဟုတ်ဘူးကိုကမှအထိုင်စခန်းနဲ့တင်းတင်းကြပ်ကြပ်ကြီးရေလေပေါ်မှာခြေခံပြီးတော့တိုက်ရတာအဲ့တော့ဘာကွာသွားလဲဆိုတဲ့ခါကျတော့တစ်ဖက်ကငါတို့မှအိမ်မရှိတော့ဘူးငါတို့မှနောက်တန်းဆိုတာမရှိတော့ဘူးဆိုတော့စိတ်နဲ့တိုက်တယ်အဲကို့စက်တီတွေကကြတော့ငါနောက်တန်းပြန်ကျင်တယ်ဆိုတော့စိတ်နဲ့တိုက်တယ်အဲ့တော့အဲ့ဒါကြောင့်မို့လို့အခုလက်ရှိအခြေအနေမှာစစ်တပ်က အဲဘေထိဆို꽌နေတာဖြစ်တယ်နော်ဟိုခန့်ခန့်နေရတာကြီးပဲဖြစ်နေတာပြည်သူကအဲဆုံးကောင်းကြီးပါနော်ဗာလဲလှုပ်ရှုပ်တယ်ဗလားစာလုံးနဲ့လှုပ်ရှုပ်တယ်နော်အဲ့ဒါတော့ကျွန်တော်ထပ်ဖတ်ဖို့နော် KIA နဲ့နဲ့စေအောင်ပြချပေးလိုက်တယ်ဗာလဲခွေးမသားတွေညမမ်းမသိလို့လူပါဝနေအေးဟုတ်တယ်နော်အဲ့လဲဟုတ်တာဒါကွန်မန့်ဖတ်တာနော် ရဲဘော်မကောင်းတာမရှိဘူးတဲ့ခေါင်းပေါင်းကကြောက်တယ်ဟာဟုတ်တယ်အဲ့တော့တက်မှုတွေမြေပြင်တက်မှုတွေကအရေးချင်းကြီးလိုက်တဲ့ခါကျတော့လဲစစ်ကြောင်းမှာဘာထိုင်လို့တွေလည်းမသိဘူးနော်ဒီရက်စီသွားတက်တယ်ဟဲ့လားတမ်းမြင့်တင်တန်းနေတက်တယ်ခဏဘာတွေသွားတင်လာတော့မသိဘူးအောက်မှာတခါလဲမြေပုံလေးတောင်ကောင်းကောင်းမကြီးတက်မဆွဲတက်ဘူးဒါမြေပုံမြေပုံမြေပုံတော့ကောင်းကောင်းမပြီးတက်တဲ့အခြေအနေကြောင့်မို့လို့လုံးဝကျသွားတဲ့သူတွေရှိတယ် တလားဟုတ်ပြီမင်းတို့ဗမာလဲလေရင်နဲ့လာကုမယ်ဆိုတော့အမသူတို့ဘယ်နေရာရောက်နေဆိုတော့ဟုတ်လေမဆွဲတတ်တတ်မှုပါရှိအဲ့လိုမကောင်းမောင်းအရှိသေးတာဟုတ်နော်အဲ့ဒါကတမောက်သူပေါက်ကရပေးလိုက်လို့သူတို့ကသူတို့ပြန်ကျဲတဲ့အခြေအနေမျိုးလည်းချွနေရမှာရှိခဲ့ဘူးလေနော်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့အသေးစိတ်တော့ပြောချင်ဘူးဒါမျိုးဖြစ်ရတယ်ရှိရဆိုတော့ကျွန်တော်သိထားတယ်နော်အဲ့တော့အဲ့ဒါလည်းတမောက်အဲ့တော့ခင်ဗျားတို့အတူယူကြစမ်းပါဘယ်သူဘယ်အတူယူရမလဲဆိုလို့ရှိရင်ဗမာကိုအတူယူကြစမ်းပါ မမောကစားထားမှုကြီးနဲ့သူတို့စီကစစ်တီစစ်တီရဲမှတ်တွေကိုအတူယူကြစမ်းမှာဗမောကပုံမလင်းပြောမယ်နောက်တန်းဆိုတာမရှိဘူးနော်ဗမောကဗမောကနေရာရရှိတယ်မယ်စကခန်း27ဒါလည်းရှိတယ်မယ်အဲ့တော့အဲ့ကလူတွေအားလုံးကအဲ့ဒီကစစ်တီတွေအားလုံးကသူတို့စိတ်ထဲမှာသိထားတာကလေငါတို့မှနောက်တန်းဆိုတာမရှိဘူးငါတို့မှတစ်ခုပဲရှိတယ်ငါတို့တိုက်မလားတင်မလားဆိုတော့ နဲ့လာမဲ့သူတို့မှာရှိရတဲ့အတွက်ကြောင့်သူတို့တိုက်တိုက်ရမယ်ဆိုတဲ့စိတ်နဲ့တော့သူတို့ရွချင်ခုခံတိုက်ခိုင်းနေတဲ့အတွက်ကြောင့်မလို့ KIA အခုချိန်ထိငေါ်ဘူးတို့ခင်ဗျာပြောတာပြောရတယ်ညော့နေပြီစစ်တီရလိုက်ဆိုတာခလေးမကြံခွေးမကြံမိန်းမမကြံအသက်ဘယ်လိုဟောမလဲဆိုတော့ဗိုက်ကြီးတယ်မကြံလိုက်ဆွဲနေငေါ်ဘူးတို့တော်တော်လေးဒုက္ခရောက်နေပြီတိတ်ခါရတိတ်ခါရဒါကြီးဗမော်ရလို့တူတူဘာမှမထူးကြလိမ့်မဖြစ်သွားပါဘူးဗျာနော်အဲ့တော့တိတ်ခါရကသူတို့လိုက်တိုက်တယ်အဲ့တော့ အဲ့လိုစိတ်ဓာတ်မျိုးကျွန်တော်တို့ဘာမလို့စိတ်ဓာတ်မျိုးနေရာတိုင်းကစိတ်နေဖြစ်ဖြစ်နေတဲ့စိတ်ဓာတ်မျိုးမှရှာမယ်အခုလက်ရှိအချိန်မှာတော့တပ်မှုတွေအလောင်းနောက်တန်းပြောင်းခြင်းနဲ့မိမကိုလွမ်းတဲ့အမေကိုလမ်းတဲ့အမေနဲ့ရွာကိုတားမောင်လွမ်းတဲ့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပဲအဲ့တော့အဲတဘုံကတိုက်တာနဲ့အရင်ပြေးတာခေါင်းပေါင်းမှန်တယ်အဲ့ဒါတွေအဲ့ဒါတွေဖြစ်နေအဲ့ဒါကြောင့်မို့လို့အခုလက်ရှိအချိန်မှာဒီအခုဆိုမနော်စကခ27မူကြီးပေါ့ဗျာနော်အဲသူဆိုလို့ရှိရင်လည်း तू ติလာတယ် तू ဆိုလို့ရှိရင်ဒီလိုမျိုးပဲသူ့စိတ်ထဲမှာဗောနော်ခံစားရမှာလို့ကျွန်တော်မျှော်လင့်တယ်။ဘာကြောင့်လဲဆိုတော့ तू ကိုယ်တိုင်လဲအခုဆိုရင်မြေမြန်မှာအခုစစ်မတိုက်ခြင်းနဲ့ခေါင်းပေါင်းတွေသွားတွေ့တယ်။ဘာကြောင့်လဲဆိုတော့ခေါင်းရိုက်ခြင်းတာခေါင်းရိုက်ခြင်းတာဟုတ်လား KTV သွားခြင်းတာဟုတ်လားဘာကြောင့်လဲဆိုတော့စစ်ဘူအရာရှိဆိုတဲ့ခါကြောင့်လဲဗျာပစံလိုက်လားပစံချမ်းသာတဲ့သူတွေများလားအဲ့တော့ပစံချမ်းသာတဲ့ချမ်းသာစားမစားခြင်းဘူးမစားခြင်းဘူးအဲ့လိုမျိုးတွေဖြစ်နေတာသူလည်းအခုဆိုလို့ရှိရင် အဲဒီလူတွေကြောင်းကောင်းကောင်းသိရတဲ့ကြောင်းသူကိုယ်တိုင်လည်းအခုဆိုရင်သူစံစိတ်ဆန္ဒရှိတယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲ့ဒါပါလဲဆိုရင်သူလည်းကာကြုတ်ကိုပြောပါမယ်ကာကြုတ်ကြီးနော်မြေပြင်မှာစစ်တိုက်စစ်တိုက်တော်တဲ့နော်ကွန်မန်ဒါတွေလှုပ်ပေးပါဘာကြောင့်လဲဆိုလို့ရှိရင်ဒီလူတွေဆင်းတော့ကျွန်တော်ပြောသလိုခေါင်းဆောင်ဆိုတာ inspiration ဖြစ်ရတယ် inspiration ဆိုတာမိမိကဟိုအားကိုးခြင်းစရာကြီးဖြစ်အောင်နေပြရမယ်သူများကနောက်ကနေပြီးတော့လိုက်ပြီးတော့ လေးစားလို့ရဆရာကြီးလည်းမဟုတ်လို့ပေါ့ဗျာနော်လေးစားလို့ရတယ်ဆိုတော့ဟွန်းပုံစံမျိုးရှိရတယ်ခေါင်းဆောင်ဆိုတာအနှိမ်ဆုံးတော့ကိုကြည့်လိုက်ပြီးရှိရင်ကိုသပဲ့တွေကဟာဒီကောင်တန်းစီပဲတန်းစီဆိုတော့အကောင်ပဲနော် तू ကတကယ်ချမှာ तू အောင်ချရဲ့ခေါင်းလဲခေါင်းလဲမပူငါ तू तू ယုံကြည်တယ်ဆိုတဲ့စိတ်တဲ့ပေါ့ပဲ့တွေအားလုံးကယုံကြည်တဲ့တတိဗျက်တိတတိဆိုတာပါလေလုံရဲတဲ့ကံရဗျက်တိဆိုတာတတိကိုပေါ်လွင်တဲ့ဟန်ပတ်မှုရတယ်ရှိရတယ်အဲ့တော့ဒီဒီဒီမှာ ကျွန်တော်အဖြစ်ရကလေးပါအဲ့ဒါလည်းတကယ်လို့လည်းပြောရင်လည်းခင်ဗျားတို့အေးပေါ့ကျွန်တော်အနေနဲ့ကလည်းအခုဒီစစ်တီတွေနဲ့ပြောဆိုဟောပြောနေတာလည်းကြာပြီဟလားသူတို့လည်းလေ့လာနေကြာပြီဆိုတော့ကျွန်တော်တချို့စစ်တီတွေရှိသေးတာအားလည်းပွင့်နေတာတက်တာအများကြီးပဲဒီပွင့်နေဘလို့ရလာလဲဆိုတဲ့ခါကျတော့အဲ့ဟုတ်တယ်အပွင့်နေရလာပြီဆိုမင်းစစ်တိုက်တော်လို့ဖြစ်မင်းသွားမင်းစစ်တီတွေယူလာနှခေါင်းအမြည်ကြီးတူအားလည်းတကယ်တကယ်အားတကယ်တကယ်အကြံဖြစ်ရရှိရတော့ 啊，对，比讲，我都你讲，依来 j 嘛老 a 呀。